အကန့်တော်ထားထမရမဲပြငယ်လဲငယ်အလဲအခဲ့တုံးကလက်ဖီကတ်မှာကျင်းပတဲ့တက်ထရိတ်ချိုးတခုမှာဟောပြောပေးဖို့ဖိတ်ကြားခံခဲ့ရဘူးတဲ့ကျွန်တော်နေတူ ဖိတ်ကြားခံရတဲ့ဟောပြောသူတွေအများကြီးပါပဲတက်ဆိုင်ရာနေပယ်လိုက်ပညာရှင်တွေရောယင်းဒီမြုပ်နှံသူအရင်ရှင်တွေအားလုံး မြေညာဆိုင်ရာလောကထဲကဆုံးဖြူတွေရဲ့မေခွန်းတွေဖြည့်ပေးရတဲ့ဟောပြောပွဲပြီးသွားတော့ဖိတ်ကြားခံအခြားဧည့်သည်တွေအားလုံးလိုလိုစင်နောက်သွားပြီး နားနေကြတဲ့အချိန်ကျွန်တော်ကရှားရှိပြီးပြိသက်နဲ့စကားဆက်ပြောမိတယ်အဲ့ဒီတုန်းကအတွေးကငါအခုတွင်ပဲกว่าတီထောင်သူကောင်းတွေရဖို့အခွင့်အလမ်းပဲဆိုပြီးတွေ့တဲ့သမျှလူတိုင်းကော ကျွန်တော်လိတ်စာကဝေလိုက်တာ200ကျော်ကုန်သွားတယ်။ဟောအဲ့ဒီပွဲပြီးသွားတဲ့နောက်ဇုံးကြံတက်တော့အမလီပို့လိုက်တဲ့ proposal တွေနဲနော်နော်နော်မဟုတ်ဘူးအကုန်လုံးကိုဖတ်ကြည့်တယ်အချိန်တွေအများကြီးကုန်သွားတယ်တခွမှမစွန်ဘူးသင်္ကန်းစာရလိုက်တာက အကန့်တော့သားမှရမယ်ပြကျွန်တော်ဘတ်ဘတ်မတ် မဟုတ်ဘူးဒါပေမဲ့ဖတ်စမတ်နေတူ proposal ပြငွေတောင်းခံရတာပါတော့အချိန်နဲ့အမျှပါပဲပြိုးဥစလုပ်ငန်းတွေမှာရင်းနှီးမြုပ်နှံပါတယ်လို့လူတိုင်းပြောကြည့်လိုက်တာနဲ့လူတိုင်းကိုပြောကြည့်လိုက်တာနဲ့ကျွန်တော်ဘာဖြစ်သွားမယ်ထင်တယ်လဲဗျကျွန်တော်နဲ့တွေ့တဲ့သူတိုင်း20ရာခိုင်နှုန်းလောက်က သူတို့မှာစီးပွားရေးဝန်ကောင်းတစ်ခု ရှိတယ်ဆိုပြီး ဝိုင်းလာကြလိမ့်မယ်အဲ့ဒီထဲကမှအချို့ကသူတို့ရဲ့သူတွေသူမတွေပါလုံးနေတယ်ဘယ်လိုအောင်မြင်နေပြီဘယ်လိုကုညီပေးလိုက်ရင်ဘယ်လောက်ထိအောင်မြင်သွားမှာဒါမှမဟုတ်တငယ်ချင်းရဲ့တမီးဆိုရင်တားဆိုရင်ဘာဖြစ်နေတာចောင်းကအိနာကစသဖြင့်အဆက်အသွယ်တွေရဲ့အဆက်အသွယ်တွေနဲ့ဆိတ်ဆက် အဆက်အဆက်တွေနဲ့အဆက်အနွယ်တွေကိုတန်းစီပြီးကျွန်တော်ကိုလာတွေ့ကြတော့မှာပြအဲ့တော့မသိရင်တဏ္ဍာန်ကံလုံးရှိရှိသမျှလူတိုင်းရဲ့တရားရာကိုင်းလုံးတိတိမှာစီဝါရေးအခွင့်ကောင်းအကွက်ကောင်းတွေရှိလို့အဲ့ဒီတရားရာကိုင်းလုံးတော့လူတွေကိုရင်းနှီးမြှုပ်နှံပေးလိုက်ရမလို့မျိုးတောင်းခံတောင်းဆိုတာခံရတာနဲ့တူပါတယ် အဲ့ဒီကြာဇာကိုင်တော့ကလူဦးရေအချိုးအကျပြန်ငှ၃တန်းရှိတယ်အဲ့ဒီတော့ကျိုးစလုပ်ငန်းပေါင်း၃တန်းကျော်ကိုထောက်ပံ့မတည်ရင်းနှီးပေးရမယ်လို့ရင်းနှီးမတည်ရင်းနှီးပေးရမလို့ကြီးဖြစ်သွားမှာဗျအဲ့ဒီတော့ကျိုးစဆိုတဲ့ရင်းနှီးမြုပ်နှံလို့အစဉ်ပြေတာမျိုးမဟုတ်ဘူးရဲ့ စွန့်ဦးတီထွင်ပြီးဈေးကွက်ဖောက်နိုင်တိုင်းမတည်ရင်းနှီးငွေအများကြီးနဲ့ရင်းနှီးလိုက်ဖို့အဆင်မပြေဘူးဗျအဲ့ဒီတော့ရင်းနှီးမြုံနံသူရဲ့အလုတ်ကအဲ့ဒီပြိုးဥစလုပ်ငန်းပေါင်းတန်းနဲ့ချီတဲ့အထဲကမှ အလားအလာချီတဲ့ရှားနဲ့ချီတဲ့လုပ်ငန်းတွေကိုစစ်ထုတ်တက်ဖို့လိုအပ်ပါတယ်အဲ့ဒီတော့အကျိုးဖြစ်ထွန်းနိုင်မဲ့လုပ်ငန်းရွေးချယ်တာကမျက်ချင်းရတယ်လို့ပဲ ပယ်စရာချစ်တာမြန်မြန်ပယ်နိုင်မှဝင်ကောင်းတဲ့ပတ်ပင်တိုးတာခံရနိုင်မှာပါရင်းနှီးမြုပ်နှံသူတယောက်အနေနဲ့တီထောင်သူတွေလွယ်လွယ်ချင်းကပ်လို့မရအောင်လှုပ်ထားတာကဒီအကြောင်းရင်းတွေကြောင့်ပဲဖြစ်ပါတယ်တန်းနဲ့ချစ်တဲ့တင်ပြမှုတွေစစ်ထုတ်တတ်ဖို့လိုပါတယ်တေချာတလောက်90ရာခိုင်နှုန်းကမစွန်နိုင်တာတွေကြီးပဲဖြစ်ပါတယ် အဲ့ဒီလိုလှုပ်လိုက်တော့မသိရင်ပြုံးစလုပ်ငန်းတွေမှာစွန့်စားစီးပွားရေးအနေနဲ့ရင်းနှီးမြုပ်နှံခြင်းဆိုတာကြီးကိုတိုက်ရိုက်စန့်ကျင်တယ်လို့ထင်ရတယ်သေချာတယ်လို့ကြံတဲ့တစ်ဆယ်ရာခိုင်နှုန်းမှာအဆင်ပြေမဲ့တွင်ကောင်းတွေရှိကောင်းရှိနိုင်တာပါပဲသူတို့အတွက်ကြတော့ဘယ်လိုအခွင့်အရေးပေးမှလဲဒါမှမဟုတ်သူတို့ဘက်ကအခွင့်လန်းကောင်းဘယ်လိုခြာရမှလဲ ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့လိုအရင်းရှင်တွေအတွက်အလားအလာဖြစ်တယ်ဆိုတိုင်းလက်ကြည့်ဖို့မဖြစ်နိုင်ဘူးပြအလားအလာဖြစ်ကို အလားအလာဖြစ်လို့လက်ခံပြီးစစ်စစ်တယ်ပဲထားပါအောင်ဆိုပုံမနေတခုအောင်မြင်ဖို့ရာလမ်းကြောင်းရှိမရှိစစ်စစ်ရတာနဲ့တည်းအတော်လေးခက်တယ်ရဲ့မလွယ်ဘူးအချိန်အတော်ပေးရတယ် အဲ့ဒါကိုမှ စီးပွားရေးအကွက်ကောင်း ရှိတယ်ဆိုတိုင်းလုပ်ငန်းမှန်သမျှကိုလိုက်စစ်နေရမယ်ဆိုရင်လက်တွေ့မကြတော့ဘူးအဲ့ဒါကြောင့်ကျွန်တော်ရဲ့တောက်ကြနေညနေ email reply တိုင်းမှာတတ်တတ် but no ချစ်သွားတာပါတေချာတလို့ကျွန်တော်လူမှုရေးကွန်ရက်တေချာတလို့ ျွန်တော်လူမှုကွန်ရက်စာမျက်နှာတွေနဲ့သက်ဆိုင်ရာ website တွေမှာထုတ်ပြန်ပြီးသားပါပြိုးဥစလုပ်ငန်းတန်းကိုမရင်းလေးသလိုလူကိုယ်တိုင်မစစ်စစ်နိုင်တဲ့လုပ်ငန်းတွေမှာရင်းနှီးမြုပ်နှံဖို့အစီအစဉ်မရှိကြောင်းအတိအလင်းကြေညာထားပြီးသားဖြစ်ပါတယ်ကျွန်တော်လည်းကျွန်တော်အကျက်ရှိတယ်လေနေရာလဲဖြစ်ခြင်းနေရာလဲဖြစ်ခြင်းဖြစ်မယ် ဈေးကွက်နယ်ပယ်လဲဖြစ်ခြင်းဖြစ်မှန်စိတ်ထဲသိမှတ်ထားတဲ့အတိုင်းအတာတွေလဲဖြစ်ကောင်းဖြစ်မှာပဲဝင်ကောင်းတိုင်းလက်ပြီးမရင်းသေးသလိုအစဉ်ပြေတိုင်းလက်ပြီးမရောဘူးကြဒီလိုအကြောင်းရင်းခံတွေရှိလို့လဲရင်းနှီးမြုပ်နှံမှုပုံမြင်ခြင်းတူရင်တောင်မှနရွရမြုပ်ကိုအစီဆိုင်တဲ့အချုပ်ကုံလီတွေဆိုရင်သူတို့ကိုသူတို့ဆက် လုပ်ငန်းဆိုင်ရာရင်းနှီးမြှုပ်နှံမှုပုံမင်းဆိုပြီးတရားမဲပဲကန့်သက်ထားတာကန့်သက်ထားသလိုဆန်ဖရန်စစ္စကိုမြို့အစီအစအဒီဒူးစီကုမ္ပဏီစတဲ့ဖြစ်တရားကိုစီရက်တင်နေကြတာပါအဲ့ဒီတော့တီထောင်သူတွေဘက်ကစီးပွားရေးလုပ်ငန်းဆိုင်ရာတွင်ကောင်းအကွက်ကောင်းကြည့်လို့ proposal တွေ အမျိုးမျိုးနဲ့ဇင်းဒီမြုပ်နှံသူစီအရောက်ဖေးဖို့နိုင်ပေမဲ့ဇင်းဒီမြုပ်နှံသူဘက်ကပြန်ဆက်သွယ်တာမျိုး မရှိခဲ့ရင်တေချာတလို့ဇင်းဒီမြုပ်နှံသူရဲ့အကြိုက်မဟုတ်လို့ပဲဖြစ်ပါလိမ့်မယ်အကြိုက်တွေတက်တက်စီချစ်ကြတယ်ဆိုတိုင်းတတ်တမတ်သေးမှတ်လို့တော့မရဘူးပြအကြိုက်ထက်တနော်နဲ့ဇင်းဒီမှု မရှိတဲ့နယ်ပယ်ထဲကော လက်လွတ်စပယ်မဝင်ရဲလို့သာလက်ချောင်တာမျိုးဖြစ်ခြင်းဖြစ်မဲ့ဒါပေမဲ့တတ်တတ်မှာတခါဂျုံတော့ဂျုံခဲပြုံးဥစလုပ်ငန်းမျိုးဆိုရင်တော့အကြိုက်ထဲကမဟုတ်ရင်တောင်လက်လွတ်လက်မလွတ်ရအောင်အာခဲဒီဝင်ဆွဲတင်ရင်ဆွဲရမှာပဲလေအဲ့ဒီတော့ကျွန်တော်ပါဝင်အရင်စင်တိုင်းရဲ့အကြိုက်ဆိုတာကရန်ဖန်ရန်ခါနေပဲစင်ကောင်း ကျင်းနေပါလိမ့်မယ်ဒါပေမဲ့အခြေအနေအရအလားအလာလျောက်ကျေဖို့လိုရင်လဲကျေလိုက်ဖို့မခဲရင်ပါဘူးကျွန်တော်အကြိုက်ဆုံးရင်းနှီးမြုပ်နှံမှုကနယူးယောက်မြို့အစီအစအိုင်အဖန်ထွေနဲ့တစ်တစ်တာပဲဒီနည်းပညာကစ်ကြီးမှာအချက်အလက်တင်စီမှုကအခရာကြလာတော့ အချက်အလက်ဆိုင်ရာနည်းပညာလုပ်ငန်းတွေမှာရင်းနှီးမြှုပ်နှံထားတာအရှုံးမရှိတော့ဘူးလေတေချာတလို့နည်းပညာသုံးလုပ်ငန်းတိုင်းအချက်အလက်ထိမ့်သိမ်းနိုင်ရင်ဝန်ဆောင်မှုမဖြစ်မနေရယူရတော့ big data လိုမျိုးလုပ်ငန်းတွေကခက်ချေပြီးလှုပ်ဆောင်နေတဲ့အတွက်သူတို့လုပ်ငန်း level ကိုတိုင်းခံရင်းနှီးမြှုပ်နှံမှု ပြုတ်လုသွားဖို့ဆုံးဖြတ်တာမမားပါဘူးအရင်စင်တွေနဲ့အကြိုက်အရင်စင်တွေရဲ့အကြိုက်တွေက အချိန်နဲ့အလိုက်ကြောင်းလဲသွားမှာပါဒီလိုဖြစ်လက်ဒီလိုဖြစ်လက်ချီတော့တီထောင်သူဘက်ကမျက်စိလဲသွားကြရောဟိုတုန်းကဆိုရင်ကျွန်တော်ရဲ့ရင်းနှီးမြုပ်နှံမှု အများစုကနည်းပညာပုံလေးတွေကြီးပဲစက်တိုက်ဆိုတလို့ရွေးချယ်ချစ်ခဲ့တဲ့အတွက် တည်ထောင်သူတွေလောကမှာကျွန်တော်က never နေပညာ never ကိုပဲရင်းနှီးမြုပ်နှံတတ်တဲ့အရင်ရှင်လိုမျိုး အချိန်အကြာကြီးအထင်ခံခဲ့ရသေးတယ်ရှင်ကောင်းတမျိုးတည်းကိုပဲ ရှင်ကောင်းတမျိုးတည်းကိုပဲစုပြုံတိတ်ထဲနေတာမျိုးဖြစ်လာတော့ never ပြောင်းတဲ့အနေနဲ့အခြားလုပ်ငန်းတွေပတ်ဦးလဲတော့မှကျွန်တော်အကြိုက်တွေက ဖလိုက်တလုံးစစ်နေခမန်းသိခဲ့ရတယ်အခုလဲနည်းပညာလုပ်ငန်းတွေကိုအကြိုက်တွေ့ရင်ရင်းနှီးပြုံနိုင်နေသေးပါပဲရှင်ရွေးစရာရှိလာခဲ့ရင်ဦးစားပေးနေရာမှာရှိနေတုံးပါပဲဒါပေမဲ့နည်းပညာကိုပဲအမြဲရွေးတာမျိုးမဖြစ်အောင်အကြိုက်နယ်ပယ်ကိုကြဲကြဲထားပြီးလက်ကမ်းကျပါတယ်အဲ့ဒီလိုပဲ အကြိုက်ချက်တိုင်းကုမ္ပဏီတွေနဲ့မတွေ့ဖြစ်ဘူးရန်အများအားဖြင့်လက်ခံနိုင်တာထက်များနေတတ်တော့လက်ခံနိုင်တာထက်များနေတတ်တော့ငင်းရမှာဖြစ်အတူတူမတွေ့ခင်ကရဲကကြုံငင်းလိုက်တာ ကောင်းပါတယ်အဲ့ဒီတော့တီထောင်သူဘက်ကလည်းမျော်လင့်ချက်အကြီးကြီးနဲ့စောင့်နေကြရမလို့တော့တလို့ကျွန်တော်လည်းမူနေကြရ ကျွန်တော်လည်းမူရာမကြတော့ဘူးအဲ့ဒီလိုလုံးမလည်းအဆင်ပြေတာဗျလာသည်အများစုကိုငင်းထုတ်နေရတာဆိုတော့ပြန်ဖန်ရန်ကတွင်ကောင်းတွေလွတ်တော်တာမျိုးလည်းကြုံရတတ်ပါတယ်လာသည်ကိုလက်ခံပြီးအကြိုက်တွေ့တိုင်းလက်ခံနေလို့ကတော့ကျွန်တော်ဘာမှလုပ်လို့ရတော့မှာမဟုတ်ဘူးတစ်နေ့တစ်နေ့ အစည်းအဝေးတွေတက်ပြီးတော့ပဲအချိန်ုံသွားနိုင်တယ်။ဒါဖြစ်ကျွန်တော်လက်ခံတဲ့ nebe နဲ့အကြိုက်အတွက်အကြောင်းရင်းတွေကပါဖြစ်မလဲ။အဆက်အသွယ်ပြတီထောင်သူနဲ့ကျွန်တော်အကြာကအဆက်အသွယ်အရှိအဆက်တွေပါပဲ။အရင်ရှင်တွေဘက်ကတီထောင်သူတွေကိုတန်းလန်းစရာချစ်လာခဲ့ရင်အဆက်အသွယ်နဲ့အရှိအဆက်ကိုကြည့်ပြီး လှမ်းချိတ်တာများတယ်တီထောင်သူရဲ့စူးစားအထုတ်မှုနဲ့လည်းပဲစွတ်တွင်နိုင်မှုကဒီနေရာမှာတော်တော်လေးအရေးပါသွားပြီအရင်ရှင်တွေဘက်ကမျက်စိကြလာလောက်တဲ့အခြေအဆက်ကောင်းတွေရအောင်ခြားထားကတ်ထားတက်ဖို့လိုအပ်တယ်လို့အရင်ရှင်တွေအတွက်အားရလောက်စရာအခွင့်ကောင်းတွေပေးတတ်ဖို့လဲလိုပါတယ်အများအပြား ကျွန်တော်တို့ကတော့ကုမ္ပဏီထောက်တိုင်အောင်မြင်တဲ့တည်ထောင်သူတွေကိုပဲဦးစားပေးလိုက်ကြတာများတယ်ကျိုးဦးစချင်းရှင်လာရင်တော့အတွေ့အကြုံလဲရှိအဆက်အသွယ်လဲရှိအခြေအဆက်လဲမိတဲ့လူကိုပဲ ရွေးချစ်ကြတာများပါတယ်ကျွန်တော်တို့နဲ့အခြေအဆက်ဝေးတဲ့သူကိုရွေးလိုက်ဖို့ကြရွေးလိုက်ဖို့ကြတော့တော်ရုံမဖြစ်နိုင်ဘူး မဖြစ်တာလဲညာပါလေတစိမ့်တယောက်ရဲ့အရည်ချင်းကို အခြေအဆက်မရှိပဲလက်တန်းယုံကြည်လိုက်ဖို့ဆိုတာမဖြစ်နိုင်ဘူးလေတီထောင်သူတိုင်းကလည်းအရင်ချင်းတွေကြားပါစေသိပါစေဆိုပြီးထူးခြားကြောင်မြောက်တဲ့ရလက်တွေထိုင်ဆောင်နေလို့မရပြန်ဘူးအဲဒီလိုပဲအတန်ကောင်းဖြစ်ပြီး အရင်ချင်းတတောင်းကို proposal ဖို့မတင်ငွေတောင်းခံတောင်းခံရင်တော့တရားမှာတယောက်စာပြန်လာဖို့မဖြစ်နိုင်ပါဘူးအများအားဖြင့်ကိုယ့်ရဲ့ mutual connection အခြေဆက်မရှိဘဲလာဖို့တမျ span span တဲ့ပဲတွင်လိုက်ကြမှာလာဖို့တမျကို span တဲ့ပဲတွင်လိုက်ကြမှာအဲ့ဒီလိုမဖြစ်ရလေအောင်ဆိုပြီးအချို့အချို့တော့ ယင်းဒီမြုပ်နှံမှုကုမ္ပဏီကြီးတွေကတရားဌာနတခု ခွဲထုတ်ခွဲထုတ်ပြီးအလားအလာရှိတဲ့တီထောင်သူအဆက်အလက်တွေစုဆောင်ရေးလောက်တက်ကြပါတယ်ဘယ်လောကမှာဘယ်သူကဘယ်လိုခွင့်မျိုးဖန်ထားတယ်ဘာတွေလောက်ဖို့ရှိတယ်ဘာတွေလောက်နေတယ်အဆရှိသဖြင့်အဆက်အလက်တွေရယူတာမျိုး လုံးလုံးလရရကြီး လုံလုံရရာချင်းထောက်ပံ့ပူညီမတည်ရင်းနှီးမြှုပ်နှံဖို့အတွက်မဟုတ်ပါဘူးဗျအလားအလာခြေတိုင်းလဲမရွေးဘူးရဲ့ဒါဖြစ်ဘာလို့များအချိန်ကန်အချိန်ကုန်ခံပြီးအဲ့ဒီလိုအချက်အလက်ယူနေတာလဲမေးတင်စရာရှိလာတယ်နှမ်းစင်ချင်းချင်းဖို့အတွက် fracking จุดะตบอบาလုပ်ငန်းရှင်ကြီးတွေအတွက်အားသာချက်ထက် အာတာချက်ကအဲ့ဒါပဲလေသူတို့ကိုလာတွေ့သည်။လာချိတ်သည်။တီထောင်သူတွေရဲ့ချိတ်တွေကို မလိုရင်မလိုသလိုခါရှဖို့အတွက်အကွက်တွေစုထားရတယ်။ပြည်သူတွေငင်းလိုက်လို့မှမဖြစ်တာကိုအဲ့တော့အချက်အလက်ကြိုယူထားပြီးမှအကွက်မှန်သည်။ကစားပုံတွေကိုတီထားရင်တီထောင်သူတွေနဲ့ပြိမှတ်တိုက်ခဲ့လို့ငင်းထုတ်ခဲ့ရင်တော့ အကြောင်းပြချက်ကောင်းကောင်းပေးလို့ရသွားမှာပေါ့အချက်အလက်ယူတဲ့ပုံပေါ်တွေကဆုံးဖြတ်တဲ့သူတွေမဟုတ်ကြောင်းလီဇာကပြောပါလိမ့်မယ်အရေးမဆိုင်ဖို့လဲသူပြောခြင်းပြောပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်ကတော့လီဇာကိုစန့်ကျင်ပြီးအခုကလေးကကျူအတိပေးကျင်ပါတယ်အချက်အလက်စုဆောင်တဲ့သူတွေဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ ပုံကိုယ်တွေမဟုတ်ပေမဲ့ဆုံးဖြတ်တဲ့ပုံကိုယ်တွေဆုံးဖြတ်ဖို့လိုအပ်လာရင်လိုအပ်တဲ့အချက်အလက်မှန်သမျှကောင်းကွက်ဆိုးကွက်အားလုံးကို တင်ပြမှာစစ်တာကြောင့်သူတို့ကိုလည်းကိုယ်အပေါ်စိတ်ဝင်စားလာအောင်လှုပ်ထားတင်ပါတယ်ဆွေနံသမျှဆွေထားပြီးချိန်ဆက်လို့ကြားသမျှအချက်အဆက်တွေကိုစိတ်ဆက်ထားဖို့လိုအပ်ပါတယ် အဲ့ဒီလိုအချက်အလက်စုဆောင်တဲ့အရေးချင်းလုပ်ငန်းကြီးတွေကြတော့ကျိုးဥစလုပ်ငန်းတွေထက်ကျိုးကျိုးအောင်စလုပ်ငန်းတွေကိုပို့ပြီးစိတ်ဝင်စားကြပါတယ်ကျိုးအောင်စဆိုတာ start up မဟုတ်တော့ပဲလမ်းကြောင်းတစ်ခုအပေါ်ရောက်သွားလို့အင်တိုက်အားတိုက်ချစ်ဆက်သွားဖို့အရင်အနည်းကြီးကြီးလုံနေတဲ့ letter state လုပ်ငန်းတွေကိုဆွလုပ်တာပါ ကျိုးထောင်ကျိုးအောင်စားတွေပေါ်ပဲခွဲပြီးတွေးပေးတာတော့မဟုတ်ပါဘူးအလားအလာရှိတဲ့ကျိုးအစလုပ်ငန်းကိုလည်းဘပ်ကင်းအရာယုံကြည်စိတ်ချရလို့ရနိုင်ရနိုင်ရင်ရွေးပြီးမတည်ရင်းနှီးငွေဆက်ပေးတတ်ပါတယ်အဲ့ဒီတော့ဘယ်သူမဆုံးတစိမ့်နဲ့လက်တွဲလိုက်မဲ့အစားအတိတ်ကိုပဲရွေးချယ်လိုက်ဖို့ ဆုံးဖြတ်လိုက်တာ မဆန်းပါဘူးအဲ့ဒီလိုအချက်အလက် စုဆောင်ရေးတွေနဲ့အကြံပြုချက်မှာအငဲလိုလိုပါသွားတတ်သူတွေက အများအပြည့်ပြိုးအောင်စပုံတွေတွေအများကြီးတည်ထောင်ပြီးသားဖြစ်နေတဲ့အပြင်ပြိုးဥစလုပ်ငန်းသစ်တွေအတွက်လမ်းသစ်လမ်းစဖောက်နေတဲ့တည်ထောင်သူမျိုးတွေပါ ကျွန်တော်လဲထို့နည်း၎င်းပါပဲကိုနဲ့သိတဲ့သူတမမဟုတ် ို့အသိနဲ့တည်ကျွမ်းရင်းနှီးပြတာပုံကိုစသဖြင့်အချိန်ဆက်မိမှရွေးဖြစ်တာများပါတယ်ဒီအတိုင်းတစိမ့်ကိုသဘောကျလို့ရွေးချယ်လိုက်တာမျိုးမလုံးဖြစ်သေးပါဘူးအလို့သဘောအရစဆုပ်ဆုပ်ဆုပ်ပြီးသွားလို့တီထောင်သူတွေနဲ့အဆက်အသွယ်ချက်လိုက်တာမျိုးမလုံးဘူးပြကုမ္ပဏီတစ်ခုထူထောင်ပြီးသွားလို့ကုမ္ပဏီရဲ့လေပတ်မှုတွေတဲက နှုတ်ထွက်ပြီးချက်ရချင်းအဖြစ်ပြောင်းလဲခံယူလိုက်တဲ့တီထောင်သူတွေကလည်းလုံးဝလက်မလွတ်ဘူးအားလုံးနဲ့အမြဲမပြတ်အစိအဆက်ယူပြီးသူတို့မှာစီးပွားရေးလမ်းကြောင်းအစ်ရှိလာလို့ဂျင်းလေးမြုပ်တံဖို့လိုအပ်လာရင်အချိန်မရွေးအခါမရွေးဆက်သွယ်လာဖို့လမ်းကြောင်းဖွင့်ပေးချစ်တယ်ဒါမျိုးကကျွန်တော်တို့ လောကရဲ့ထုံးစံပါ ယုံကြည်လို့ရနိုင်တဲ့ပုံကိုဖြစ်နေရင် စကားသမီးကြောကြည့်ကြမယ်စီဝါရေးလမ်းကြောင်းအပေါ်တုံးတက်ကြမယ်ပြည်ရင်တထိုင်တည်းမှာပဲကနအူးငါတင်ွယ်ဆက်လက်မှတ်ရေးပေးလိုက်တာပါပဲဉာဏ်ရင်လဲအဲ့ဒီလိုဆက်ချင်းဆိုတလို့ဖြစ်ချင်းဖြစ်သွားတတ်တယ်ကျွန်တော်မှ မဟုတ်ဘူးရယ်ကျွန်တော်တက်လက်သွက်တဲ့အရင်ရှင်တွေ အများကြီးပဲ ဒီနေရာမှာတိထားဖို့ကယုံကြည်လို့ရနိုင်တဲ့တိထောင်သူဆိုတိုင်းလဲကံလန်းလာသမျှကို ကောင်းချင်းတာမျိုးတော့မဟုတ်ပါဘူးကိုနဲ့ကိမကိုက်တဲ့နေပဲဆိုရင်ဂျင်းတင့်ရင် တခါတည်းညှင်းလိုက်တယ်ဒါပေမဲ့အမုန်းခံပြီးပထုတ်လိုက်တာမျိုးမလုပ်ဘူးအဲ့ဒီအစားကျွန်တော်အစ်အရင်ချင်းတွေအရှုံးနဲ့ဓာတ်ရိုက်ဆိတ်ဆက်ပေးလိုက်တယ် ကြောရရင်ပြကျွန်တော်ဘက်ကတီထောင်သူတွေကိုလိုက်ပြီးစိတ်ဆက်ဖို့ရာမအားလက်ဘူးအဲ့ဒီတော့တီထောင်သူတွေဘက်ကကျွန်တော်တို့ကို လာပြီးစိတ်ဆက်ဖို့လိုတယ်ပြအစ်ဆက်မိအောင်လဲအဆက်အသွယ်ယူတတ်ဖို့တော့လိုတာပေါ့လေအဲ့ဒီတော့ကျွန်တော်ချီကြောက်လာခဲ့ရင်တောင်ဘယ်သူမှထောက်ခံမှုနဲ့အဲ့ဒီတော့ကျွန်တော်ချီကြောက်လာခဲ့ရင်တောင်ဘယ်သူထောက်ခံမှုနဲ့ ရောက်လာတာလဲဘယ်သူအစိစက်နဲ့လာတွေ့တာလဲဘယ်လုံး level ကဘယ်သူနဲ့ဘယ်လုံးလောက်ကန်ဖူးတယ်လဲစသဖြင့်နောက်ခံရာဇဝင်တွေ live ဖြစ် live ဖြစ်တယ်ကြည့်ဖြစ်တယ်အခြေအဆက်အဆက်အသွယ်ထောက်ခံမှုဘက်ကင်းကိုကြည့်လိုက်ကြည့်လိုက်ပြီးမှ တွေ့ဖို့လက်ခံတယ်အလုတ်လုတ်ဖို့မဟုတ်ဘူးလူချင်းတွေ့တဲ့ရင်တွေ့ဖို့တမမဟုတ် proposal တွေကိုအချိန်ပေးဖတ်ဖို့ရာလက်ခံဖို့ပြောတာပါတေးကြတဲ့လောက်အသည့်တွေရဲ့အချိန်ဆက်တွေကြောင့်ရောက်လာပြီးစကရဲကလူကောင်းပဲဖြစ်ရမှာလေမစွန်တဲ့ကောင်းတွေကိုပတ်ထုတ်လိုက်တလို့နဲ့ကိုဖက်ကလော်ထုတ်လာတာမျိုးဆိုရင်အဲ့ဒီလို low for campaign တွေနဲ့ထပ်ပြီး မဆက်ဆံတော့ဘူးတခါတည်းအဆက်အသွယ်ပြတ်လိုက်တယ်ဒါကြောင့်ဘတ်ကင်ကောင်းကောင်းနဲ့ရောက်လာသူတွေကိုကျွန်တော်ဦးစားပေးတယ်ကော်နက်ရှင်ကောင်းရင်ကောင်းတော့ကျွန်တော်အကြိုက်တွေ့နိုင်တယ်အဲ့ဒီလိုလိုက်လို့လို့တီထောင်သူဘက်ကအကက်အခဲအချုပ်ချစ်ကောင်းချစ်သွားနိုင်ပေမဲ့တကယ်တမ်းကျွန်တော်ဘက်ကလည်းအတော်နဲ့နာသွားတာရဲ့ဟုတ်တယ်ဗျမျက်ရည်ကန်ထိုးစကားမဟုတ်ဘူးရဲ့ ကိုအတိညာကိုအဆက်တွေလူမျိုးရေးပေါ်ရတဲ့ကလူတွေကိုပဲဥစားပေးဖြစ်တယ်ဆိုတော့ကျွန်တော်လူမှုကွန်ရက်ပြင်ပကအခွင့်အလမ်းကောင်းတွေကိုအများကြီးဒီအတိုင်းလွတ်လပ်ရသလိုဖြစ်သွားတယ်ဒါကြောင့်လည်းတီထွင်ကြံစစွန့်ဦးတီထွင်စွန့်စားစီးပွားတွေက သူများမလုံနိုင်တာကိုလုံပြနိုင်ရမယ်ဆိုတဲ့ခံယူချက်နဲ့ထိုးဖောက်နိုင်တဲ့ အာကလူတသိရှင်တွေမှလုံနိုင်တာဗျသူများနဲ့မတူထူးပြီးတွေးခေါ်နိုင်ရမှာဖြစ်တယ်လို့တမယိုးကြလမ်းစဉ်ကို ထိုးဖောက်ပြီးကိုယ်တိုင်ဖောက်ယူထားတဲ့လမ်းကြောင်းနဲ့တရားရက်တီကြရမှာမျိုးတော့ကျွန်တော်ကြရမှာမျိုးတော့တော်ယုံစူးစမ်းအားထုတ်ယုံလောက်နဲ့မလုံလောက်ဘူးကျွန်တော်ဘက်ကလည်း စ조사တယ်လို့တီထောင်သူတွေဘက်ကလည်း조사ရတယ်ဘယ်တော့မှတိတ်ဆိုင်သွားမယ်ဆိုတာမသိနိုင်တဲ့တောင်နဲ့မြောက်ဖောက်နေတဲ့မြေအောက်လိုင်လန်းကြောင်းကြီးကိုတိတ်တိတ်ဆိုင်ဆိုင်တွေ့သွားနိုင်ဖို့조사ရတာဖြစ်တာကြောင့်အချင်းယူနိုင်တယ်လို့အကြောင်းအမျိုးမျိုးကြောင့်တိတ်ဆိုင်သွားရမယ်အစားကတ်တီလေးလွတ်သွားတာမျိုးလဲဖြစ်သွားတတ်တယ် ဒါကြောင့်အစစ်အဆက်အဆက်အသွယ်ရှိတာကနှစ်ဦးလမ်းနှစ်ခုလမ်းထိပ်နှစ်စတက်မှတ်သွားအောင်ကိုအော်ကိုအော်တိနမိတ်တွေတည်ထားဖို့လိုပါတယ်